ကတ်စတေတာကယူကရိန်းစစ်သားတွေလက်နက်ချရင်အသက်ချမ်းသာပေးမယ်လို့ပူတင်ပြောရုရှားနောက်ပိုင်းကတ်စတေတာမှာရှောင်းနေတဲ့ယူကရိန်းစစ်သားတွေကိုမတတ်ဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့တောင်းဆိုမှုကိုစဉ်းစားနေတယ်လို့ရုရှားသမ္မတပူတင်ကပြောပါရယ်။ထမားများစွာသောယူကရိန်းစစ်သားတွေရောကတ်စတေတာမှာရှိနေကြပြီးသူတို့တွေဟာဝိုင်းရံခံထားရှာပြီးအထိခိုက်မခံတဲ့အခြေအနေရှိတယ်လို့ဒေါ်နယ်ထရန့်ကသူရဲ့လူမှုကွန်ရက်မှာပြောဆိုထားပြီးပူတင်ကတော့သူတို့တွေလက်နက်ချရင်အသက်ချမ်းသာပေးမယ်လို့ပြောပါရယ်။ အမေရိကန်ရဲ့တောင်းဆိုချက်ကိုထိရောက်စွာအကောင့်ထည့်ဖို့နိုင်ဖို့ယူကရိန်းစစ်တပ်နဲ့နိုင်ငံရေးကောင်ဆောင်တွေအောင်သဆိုင်ရအမိန့်တစ်ခုလိုအပ်တယ်လို့လေပူတင်ကမရှားလွန်စွန့်ရေးကောင်စီစည်းဝေးမှာပြောပါတယ်။ယူကရိန်းစစ်သားတွေအသက်ကိုကယ်တင်ပေးဖို့ဒေါ်နယ်ထရန့်ကအလေးနက်တောင်းဆိုထားတယ်လို့ပူတင်ကပြောပါတယ်။ဒါအပြင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရှာထရန့်ရဲ့မြေတားခံချက်ကိုလည်းနားလည်တယ်လို့ပူတင်ကဆိုပါတယ်။ပူတင်အားထရန့်ရဲ့အထူးကိုယ်စားလှယ်စတီဝစ်အော်နဲ့မနေ့ကမော်စကိုမှာတွေ့ဆုံခဲ့ပြီး မေရိကန်ကဆိုပြထားတဲ့ယူကရိန်းစစ်ပွဲရပ်ပေါင်း30အပြည့်ရဲ့ရေကိုဆွေးနွေးခဲ့ကြပါတယ်။ဆွေးနွေးမှုဟာအပြုသဘောဆောင်တယ်လို့စစ်ပွဲဆုံးကပ်မယ်လို့ကတိပေးထားတဲ့ဒိုနယ်ထရန့်ကထုတ်ဖော်ပြောဆိုထားပါတယ်။နံပါတ်1ကတ်စတေတာရှိနေမြေ86ရှာကိုင်းနှုန်းခန့်ပြည်လဲသိမ်းယူနိုင်ပြီဟုရုရှားထုတ်ပြန်။ယူကရိန်းကသိမ်းထားတဲ့ကတ်စတေတာရှိနေနေ86ရာခိုင်နှုန်းကျော်ကိုရုရှားဘက်ကပြန်လည်သိမ်းနိုင်ခဲ့ပြီဖြစ်ကြောင်းရုရှားအစိုးရပိုင်းမီဒီယာတွေမှာဖော်ပြထားတယ်လို့ Price Star သတင်းကဆိုပါတယ် ဧရိယာစတိုယန်ကီလိုမီတာ1100ကျော်ရှိဂတ်ဒေတာကနယ်မြေ86ရာခိုင်နှုန်းကျော်ကိုရုရှားတပ်ဖွဲ့တွေကပြန်လည်သိမ်းယူခဲ့ကြောင်းသမ္မတဗလာဒီမာပူတင်ကမလစနီယန်နီမှာဂတ်ဒေတာကိုတွားရောက်ပြီးရုရှားစစ်တပ်ရဲ့စစ်ဦးစီးချုပ်နဲ့တွေ့ဆုံဆင်မှာပြောကြားခဲ့တာဖြစ်ပါတယ်။ယူကရိန်းတပ်ဖွဲ့တွေကပြီးကလေးအောက်ကုလကလေးကဂတ်ဒေတာအနောက်ဘက်ခြမ်းကိုဝင်ရောက်လာခဲ့တဲ့အတွက်ရုရှားစစ်တပ်ကအရှိန်မြင့်ထိုးစစ်ဆင်နေပါတယ်။မဝေးတော့တဲ့အနာဂတ်မှာရန်သူကိုအမြန်ဆုံးပြစ်ပြတ်သားသားအနိုင်ယူပြီးအရှိန်မြင့်ထိုးစစ်ဆင်သွားမှလည်းဖြစ်ကြောင်း ရုရှားသမ္မတကထပ်လောင်းပြောကြားထားပါတယ်။ဒီဘက်မှာလည်း gas data မှာရှိတဲ့ Ukraine တပ်တွေကိုအမြန်ဆုံးရှင်းလင်းတိုက်ထုတ်ဖို့ရုရှားသမ္မတကညွှန်ကြားထားတယ်လို့သိရပါတယ်။နံပါတ်3ရုရှားနဲ့တလားကြာပြည့်ခတ်ရက်စဲရေး Ukraine သဘောတူ American နဲ့ Ukraine ဘက်ကတာဝန်ရှိသူတွေရော Sorry Arabia နိုင်ငံမှာညီချင်းဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးနောက် Ukraine က American အစိုးပြတဲ့တလားကြာပြည့်ခတ်ရက်စဲရေးကိုလက်ခံကြောင်းသမ္မတဇလန်စကီရဲ့ပြောကြားမှုကိုကိုးကားပြီး BBC ကဖော်ပြထားပါတယ်။ ယူကရိန်းနိုင်ငံကလက်ခံတဲ့တိုက်ခိုက်ရေးဆဲအဆိုပြုချက်မှာဝေဟင်းနဲ့ရှေ့ပြည်မှာတိုက်ခိုက်တာမပါဝင်ပေရုရှားနဲ့ရှေ့တန်းစစ်မျက်နှာတစ်ခုလုံးမှာတိုက်ခိုက်တာရက်ဆဲဖို့ပါဝင်တယ်လို့ဇီလန်စကီကဆိုပါတယ်။ဒါဟာပြည်သူဘောဆောင်တယ်လို့ကျွန်တော်တို့ယူဆတယ်လို့သမ္မတဇီလန်စကီကပြောပါတယ်။အမေရိကန်အနေနဲ့တိုက်ခတ်ရက်ဆဲဖို့ရုရှားကိုနားထောင်ရမှာဖြစ်ပြီးရုရှားကသဘောတူတာနဲ့အပြစ်ခတ်ရက်ဆဲမှုစတင်မယ်လို့ယူကရိန်းကမ္ဘာကဆိုပါတယ် ဒါပြင်ထောက်လိုင်းရေးသတင်းတွေမျှဝေမှုရပ်ဆိုင်ထားတာချက်ချင်းချုပ်သိမ့်ပြီးယူကရိန်းကိုလုံခြုံရေးကူညီပေးမှုပြန်လည်ဆောင်တင်မယ်လို့ဆွေးနွေးမှုပြီးယူကရိန်းနဲ့ပူးတွဲထုတ်ပြန်ချက်တခုမှအမေရိကန်ဘက်ကပြောပါရယ်စစ်ပွဲဆောင်တပ်ဖို့ရုရှားနိုင်ငံပေါ်မူတည်နေပြီလို့အစည်းအဝေးပြီးမှအမေရိကန်နိုင်ငံသားဝင်ကြီးမာကိုရူဘီယိုကပြောပါရယ်ယူကရိန်းသမ္မတဇလန်စကီကနိုင်ငံချင်းဆွေးနွေးပွဲအတွက်ပထမခြေလှမ်းဖြစ်လက်ခံမယ်လို့မလာဆနေယနေ့ကပြောကြားခဲ့ပါတယ် သမ္မတထရန့်ကလည်းဂျပန်30ပြည်ခန့်ရစဲသဘောတူညီမှုပေါ်ပူတင်ဘက်ကပြန်လည်တုံ့ပြန်မဲ့စကားကိုဆောင်းမြော်နေတာဖြစ်ပါတယ်။နံပါတ်၄အမေရိကန်နဲ့ဥရောပတို့ကရုရှားနဲ့ဆက်ဆံရေးကိုပြန်လည်ထူထောင်တင့်တယ်လို့နေတိုးဖွဲ့ကြီးကပြောယူကရိန်းပြည်ပခပြီးဆောင်းသွားပြီဆိုတာနဲ့ဥရောပနဲ့အမေရိကန်တို့ကရုရှားနဲ့ဆက်ဆံရေးကိုဖြည်းဖြည်းချင်းပုံမှန်ဖြစ်အောင်လုပ်ဆောင်သွားတင့်တယ်လို့နေတိုးဖွဲ့ချုပ်အတွင်ရှိမှုမာခ်ရူတီကပြောကြားခဲ့ပါတယ် အင်ဖြူရာမှာမာကရိုဒီနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ကြောင့်တွဲဆောင်မှုတွေလှုံ့ဆော်ခဲ့ပြီးနောက်တရက်ကြာမှအိထုပ်ပြန်ချက်တွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဒါအပြင်ရုရှားသမ္မတပူတင်ကထောက်ခံထားတဲ့အကြံတစ်ခုဖြစ်တဲ့ရုရှားနဲ့စီးပွားရေးဆက်ဆံရေးတွေပြန်လည်ထူထောင်ဖို့စိတ်ဝင်စားမှုတွေကိုဒေါ်နယ်ထရန့်ကပြသခဲ့တယ်လို့လည်းသိရပါတယ်။မာရိုဒီအောင်ရေရှည်ချင်းမယ်ဆိုရင်ရုရှားကဒီနေရာမှာဆက်လက်တရှိနေမှာပါ။ရုရှားကဘယ်ကူမှထွက်ခွာသွားမှာမဟုတ်ပါဘူးစစ်ပွဲသားရပ်တန့်သွားခဲ့မယ်ဆိုရင်အရာအလုံးကပုံမှန်ပြန်ဖြစ်သွားမှာပါ ယူကရိန်းစစ်ပွဲပြီးဆုံးသွားပြီဆိုတာနဲ့အမေရိကန်နဲ့ဥရောပတို့ကရုရှားနဲ့ဆက်ဆံရေးကိုဖြည်းဖြည်းချင်းပုံမှန်ပြန်ပြအောင်လုပ်ဆောင်သွားသင့်ပါတယ်လို့ပြောခဲ့ပါတယ်။ဒါ့အပြင်ယူကရိန်းရဲ့နေတိုဖွဲ့ဝင်နိုင်ငံချစ်လာနိုင်ချေအောင်လက်ရှိငင်းချိုင်းလုပ်ငန်းစဉ်မှာစပွဲဝိုင်းပေါ်မှာရှိတော့မှာမဟုတ်ဘူးလို့လည်းမတ်ရူဒီကပြောကြားခဲ့ပါတယ်။